ကြားဖြတ်မျိုးတော်ဟုလူသိများသည့်ခေခေဖက်ကိုဝင်ရောက်စီးနှင်းခဲ့ကြောင်းစစ်အုပ်စုကြီးများထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်အတွင်းရှိလက်ခတ်တောင်ဖရားကုန်းနယ်လေးကိတ်ကော်မျိုးတစ်ကိုပြန်လည်ထိန်းချုပ်ပြီးနောက်နမဲဆိုးနဲ့ကြော်ကြားတဲ့ခေခေဖက်ကိုဝင်ရောက်စီးနှင်းခဲ့တယ်လို့အကြမ်းဖက်စစ်အုပ်စုကသူ့ရဲ့ဝါဒဖြန့်မီဒီယာမှာသတင်းထုတ်လာပါတယ် KK ဖက်ကိုဝင်ရောက်စီးနှင်းချိန်မှာ Starlin ဆက်လောင်း၃ဆဲဆုံနဲ့ဆက်ဆက်ပစ္စည်းတွေတိတ်မိခဲ့ပြီးဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်ဆဲလုံး၂ထပ်တိုက်တရလုံး၄ထပ်တိုက်၂၀လုံးနဲ့၅ထပ်တိုက်၅လုံးတစ်ထပ်တိုက်ဈေးဆိုင်ခန်း၂၀လုံး၂ထပ်တိုက်ဈေးဆိုင်ခန်း၃ဆဲလုံးတစ်ထပ်တိုက်၉15လုံး၂ထပ်တိုက်၉20လုံး၄ထပ်တိုက်၉10လုံးဆောက်လုပ်ဆဲ၂ထပ်တိုက်၂၁လုံး၃ထပ်တိုက်၁၀လုံး၄ထပ်တိုက်၅လုံး၅ထပ်တိုက်၅လုံးနဲ့ တထက်တိုက်စေပေကန်နှခမ်းတို့ကိုတွေးကြရတယ်လို့စစ်အုပ်စုမီဒီယာတွေက ဆိုပါတယ်အဲ့ဒီအဆောက်အုံတွေတဲကနေအလုတ္တမအမျိုးသား1645ယောက်အမျိုးသမီး455ယောက်နဲ့လုံခြုံရေးအဖြစ်အမျိုးသားကို16ယောက်စုစုပေါင်း2109ယောက်တို့ကို တွေးကြရတယ်လို့လည်းစစ်အုပ်စုကပြောပါတယ် KK ဖက်ဝင်တွင်းကအဆောက်အုံတွေဆောက်လုပ်မှုမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတရားဝင်စာရွက်စာတမ်းမတွေ့တာကြောင့် တာဝန်ရှိသူတွေကိုဆင့်ခေါ်ပေမဲ့မလာတဲ့အတွက်အေးအေးယူမှုလုပ်သွားမယ်လို့ဆိုပါတယ် KK ဖက်ဟာအရှိတောင်အာရှမှာနမယ်ဆိုးနဲ့ကြော်စောတဲ့အထွတ်ဆုံးစိုက်ပါငွေလိန်ချန်ကြီးတွေတဲကတခုအဖြစ်ပါဝင်ပြီးမြန်မာစစ်အုပ်စုကိုကဲမှုအောက်မှာရှိတဲ့ကရင်နယ်ခြားဆောင်တပ်ဖွဲ့ PGA နဲ့ဆက်နွှဲနေတာဖြစ်ပါတယ် KK ဖက်အပါဝင်ကြားဖြတ်လုပ်ငန်းတွေကနေစောချစ်သူခေါင်းဆောင်နဲ့ PGA တပ်ဖွဲ့ဟာဒေါ်လာကိုဘီလီယံနဲ့ချီပြီး အကျိုးမြတ်တွေရရှိနေတယ်လို့ရရှိလာတဲ့အကျိုးမြတ်ငွေတွေတဲကတချို့ကလည်းအကျန်းဖက်စစ်အုပ်စုထံတရားမဝင်ငွေကြီးစီးဆင်းနေတာတွေရှိနေပါတယ်။ရွှေကုတ်ကိုနဲ့ခေခေဖက်လို့နမဲဆိုးနဲ့ကြော်ကြပြီးကဘာတဝမ်းရှိလူလူထံကဒေါ်လာဘီလီယံပေါင်းများစွာလိမ့်လည်နေတယ်လို့ဆွဆွဲခံထားရတဲ့ရာဇဝတ်ကိုင်းတွေရှိရာအွန်လိုင်းငွေကြီးလိမ့်လည်မှုကြားဖြန့်အချက်ချနေရာတွေမှာ အီလွန်မတ်စ်ရဲ့စတားလင်ဂျိုတူအင်တာနက်ကိုကြဲကြဲပြန့်ပြန့်အသုံးပြုနေတဲ့အပေါ်အမေရိကန်ကွန်ဂရက်ရဲ့နှစ်ပါတီစလုံးပါဝင်တဲ့ပူးတွဲကော်မတီတစ်ခုကလည်းတရားဝင်စုံစမ်းစစ်ဆေးမှုစတင်ပြုလုပ်နေပြီဖြစ်ပါတယ်